ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆ ्याम ကြီးခင်ဆွေဦးရေးသားထားတဲ့အင်ဂျင်ရကုံဆိုတဲ့ဝိတ္ထုရှိကိုအပိုင်းတစ်အနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။အင်ဂျင်ရကုံအခန်းတစ်ဆောင်းကားကျွလူလီပြီ။နွေရာသီလည်းမပီတတ်သေးဝူဝါထွေးစေ။နေပူလို့ညာချမ်းတပေါင်းလာတရန်ရဲ့ဟုဆိုရိုးရှိခဲ့လျာညင်အင်းနေပူမှုံမြူဝေဆိုင်၍လေရီတိုင်းဝိုင်းဝန်းရလျက် ခါတေးရတုတို့ပြောင်းလဲလုပ်ပြီးသည်ထို့ကြောင့်လဲအင်ဂျင်ရကုန်ခြံထဲမှာအင်ဂျင်မွေးလို့သည်အစွမ်းကုန်ဖူးပွင့်ရန်ဟန်ရေးတပြားပြားနှင့်ရှိလေသည်ပွင့်တော်မယ်ပွင့်တော်မယ်အချိန်မကြာသေးဘူးလားဟုကြွေးကြော်နေတဲ့ရောင်ရောင်လဲရှိသည်အော်အော်ငှင်ငယ်ဤနှွေဦးကိုကြိုဆိုသောတေးတံကိုနားဆွင့်လျက်မဆောင်ဘဲနေလျင်ခနာနှင့်ကုံ၍စောင့်နှင်ကြာတတ်လေသောကိုရွှေအချိန်ကြီးကိုသာစောင့်နေရတော်သည်အချိန်ဆိုသည်မှာမကုံစည်းခြင်းလင်းမြန်မြန်ကုံ၍ ုံစေခြင်းလင်းမကုံနိုင်လေသောအရာသည်တော်တော်ပင်ကံလန်တိုင်နိုင်သောအရာပေတကားအခန်းနှင့်ကုံမဲကုံစေခြင်းလှပြီးသို့သောကုံလည်းမကုံနိုင်အောအချင်းရဟုသာမေတ္တခမယာငိုကြီးခြင်းရှာလေသည်ဒါတောင်မေတ္တသည်စိတ်တက်ကြက်ခိုင်သောမိမတယောက်ဖြစ်လေသည်သူသည်အချင်းကိုလက်ချိုးရည်တွဲ၍ဘယ်တော့မှစိန်မောခဲ့သူမဟုတ်ပေလှုပ်ရှင်နာတွင်များခဲလွန်း၍အချင်းကုံမှားကိုပင်စိုးရင်ခဲ့သူဖြစ်ပေသည် ။ယခင်ကဆိုရင်သူဤအင်ဂျင်ရေကုန်ခြံထဲတွင်အင်ဂျင်မန်းတို့ဖူးဖွင့်ရန်တာစုသည်ကိုဘယ်တော့မှသတိပြုခဲ့မိသည်မဟုတ်။သူသည့်ခါတွင်ခရီးပွင့်တို့ငုံအားမှွေးမှွေးတဖွေးပွင့်နှင့်ပွင့်ကြသည်ကိုလည်းအမှန်မထားမိခဲ့ပေ။တင်းပြန်ကြိုင်လှိုင်းသောခရီးရနံ့ကိုလေးနှင်းကတည်ဆောင်လာခဲ့လေမိမိမသိခဲ့ပေ။ယခုမူကားအခန်းသုံးနေဇွဲ28ရက်2လ58တဲ့ရီ တိတ်တဆိတ်လူကြုံနဲ့ပေးရအောင်လို့အထူးသတိတရစာရေးလိုက်တယ်။ရန်ကုန်ကနေမိုင်260ကျော်ဝေးတဲ့ပင်လေရေပြင်ကြီးကို28နာရီကြာလောက်ဖြတ်ကျော်ပြီးအကျဉ်းသမားများစုဝေးရာဒီကျွန်းလေးကိုရောက်ခဲ့တယ်။လမ်းမှာမောင်းရဲ့ရဲဘော်တချို့တွေဟာလှိုင်းမှုပြီးအန်ကြတယ်။တလိမ့်လိမ့်နဲ့လှိုင်းရဲ့တန်းဟာအတော်ပြင်းထန်သားကွယ်။မောင်းတော့ရည်တီတီနဲ့နည်းနည်းမှုုံကလွဲပြီးမအံ့ဘူး။တော်ပါသေးရဲ့ မောင်တို့ဟာဒီတန်ယူလို့ခေါ်တဲ့နိုင်ငံရေးကျင်းသမားဖြစ်ပေမဲ့လည်းရာဇဝတ်မှုကျူးလွန်တဲ့ရာဇဝတ်သားများလိုပဲဆက်ဆံကြတယ်။လမ်းမှာအလွန်မာတဲ့လုံဒီထမင်းနဲ့ငပိကျော်ပဇွန်ကြောင့်မပါတဲ့တဲတချက်ချက်နဲ့ကိုစားရတယ်။ပေါင်မုန်းကလည်းကွာမားချောင်းနေတာပဲ။သွားစားကမောင်တညလုံးအိတ်မပြောဘူး။မောင်တသက်နဲ့တကူရင်မာစပူးတိတ်ဟာတာပဲ။မောင်ရဲ့ဇနီးရဲ့သမီးနဲ့သားတို့ကိုတိတ်လွမ်းမိတာပဲ။ ဒီတော့မှမောင်ရင်ထဲမှာရှိတဲ့နှလုံးသားဟာသွေးသားနဲ့တိစောက်ထားတဲ့အဆိုင်ခဲပါလားလို့တွေးမိတာတယ်။စိုက်ထားတဲ့နေရာကနေ9မိုင်လောက်ဝေးတဲ့ထောင်ကူအတော်ပဲဟောင်းနှမ်းစုပ်ပြတ်နေတဲ့လော်လီကားကြီးစီးသွားရတယ်။လမ်းကတော့တွန်းလန်းတက်တက်ပါပဲ။တဆင်းတက်တော့တထောင်ကျော်ဆိုသလိုတောင်ဆင်းတောင်တဲ့မောင်းနှင်ရတယ်။လမ်းဘေးတစ်ဖက်မှာလည်းတစ်ပင်ခြုံနှွဲစီးပြစ်ပြစ်ပင်တွေလှုပ်ပေါ်တာပဲ။မောင်တို့ရဲ့ကားဟောင်းကြီးကလည်းအရှိန်နဲ့ဂျိုးဂျိုးချင်းချင်းလှိမ့်လို့ မောင်တော့ဖက်စစ်ဂျပန်တိုက်တုံးကမသေးဒီတခါတော့ကိုကိုကျိုးမှာကားမှောက်ပြီးရေတိမ်နှစ်တရားကြီးရဲ့လို့ရင်နာနာတွေးမိတဲ့တဲ့ရီဒါပေမဲ့မောင်တို့ရဲ့စိတ်ဓာတ်ကမကြဘူးဒီလိုအပင်မဆင်းရဲတံတွေကိုတော့မောင်ခံနိုင်ရင်ရှိပါတယ်ငဖယ်များလို့ပေါ့ထူသားပေသားရသွားပြီလက်နှစ်ချောင်းလုံးမောင်တို့တချင်းအောင်ဆူမိသေးတယ်ဆရာမျိုးမငင်းရေးဆက်တဲ့ကပငင်းချိုင်းတချင်းမှတ်မိသေးလား ပြီးကင်းမှာကျင်းပတဲ့ Pacific ဒေသဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးအစည်းအဝေးကြီးတွေရေးဖွဲ့ပေးတဲ့သချင်းတွေဒါနဲ့ဆိုပါစို့ည9:00နာရီလောက်မှာထောင်ကိုရောက်ပြီးအဆောင်လို့တစ်ခုမှမောင်းလို့ကိုဆုထားတယ်အဆောင်တွေဟာမြေပေါ်မှာတိဆောက်ထားတဲ့တန်းရရှည်တွေပါပဲပက်ပက်လေးမှာတန်ဆူးကျိုးကာရန်ထားတယ်ပင်လေကန်းချီကလှိုင်းတန်လေးတန်းတွေအမြဲမပြတ်လိုပဲကြားနေရတယ်တခါတည်းရင်ညှီဟောက်ဟောက်စိမ့်ရွှေရွှေအနက်နေရှူရှိုက်နေရတယ် အဆောင်ဝင်းတွေကအင်တာအနှံ့သက်က ဆိုးလာပါပြီပြီးတော့ခြေနဲ့ကြိုးဆိုးတာထိုးတာကတော့အဆိုးဆုံးပဲမောင်နှုတ်နဲ့ပလဲနံပါတ်ကိုတင့်လို့မောင်နှုတ်ငရေတိုင်းပြည်ကို ရောက်ခဲ့ပါတယ်တဲ့ရဲ့ပင်နယ်လှိုင်းမှုလာလို့မောင်နှုတ်မှာတိတ်အိတ်ချနေတာပဲဒါထက်ဒီစားဟာတက်စီကိုလွယ်လွယ်ကူကူပေးရတဲ့စာမဟုတ်ဘူးကိုကိုကျိုးမြန်တခင်ဖေအောင်နဲ့တိတ်တဆိတ်ပါလိုက်ရတဲ့စာပဲခမရလဲမောင်နဲ့တက်ကိုငယ်လွန်းလို့တာပေါ့မောင်နှုတ်အဖိုးကတော့ သားမယားကို မတွေ့ရတော့တဲ့တန်ကျိုးနဲ့သာဆက်သွယ်ရတော့မယ်။တန်ကျိုးတွေကြာတဲ့ငွေကို မောင်တို့ပါလာတဲ့ငွေတွေကပေးရတယ်။တန်ကျိုးကလည်းတိုက်ရိုက်မပို့ရဘူး။ထောင်ပိုင်းကအကျဉ်းဌာနမင်းကြီးစီကိုအစီရင်ခံစားသဘောမျိုးပို့ရတယ်။ခုဒီတန်ကျိုးစာအတွက်6ကျပ်နဲ့ပြားလေးစင်ကြတယ်။ဒီတန်ကျိုးစာရဲ့မိတူကိုတက်ရလောက်ပြီးထင်တယ်။အစီရင်ခံစားသဘောဆိုတော့မိတူပဲရနိုင်မယ်လို့မောင်တွက်ပြီးသားပါလေ။အကျဉ်းဌာနမင်းကြီးရန်ကုန် ဦးထိန်ဝင်းကျမ်းမာကျောင်းကိုအမှတ်30အင်ဂျင်ရကုံချံဘောက်ထော်နေဒေါ်မီတက်အားအကြောင်းကြားပေးပါ ထောင်းပိုင်းတဲ့ဟုတ်ရလားတဲ့ကိုင်းမောက်စာလဲရှည်သွားပြီသမီးလဲဝင်းနဲ့သားအောင်ကျော်ဝင်းတို့ကိုလည်းအထူးအောင်မေလွမ်းဆွကြောင်းပြောပြပါသူတို့လိန်မာရေးကြရှိအောင်တက်ကကယူဆိုင်ပါသူတို့လူအဖိုးတန်လေးများဖြစ်လာဖို့အရေးကြီးတယ်အားလုံးရှင်လန်းတာယာအေးမြပါစေထိန်ဝင်းအိမ်ပြတင်းပေါကောင်းရင်ပဲနှင့်ကလေးရဲ့ပေါရောက်နေသော ခရီးပင်မှာ ခေဘွင့်ငယ်နှစ်ပွင့်သည်အသာရပင်ရှောကနေမြေထဲသို့ကျွေ၍ကြလာလေသည်မေတ္တဤမျက်ရည်နှစ်ပေါက်သည်လည်းပြတင်းတကားပေါင်းပေါ်သို့ကြကျွေလာလေသည်မေတ္တအဖို့ဤမျက်ရည်ကြရခြင်းမှာအလွန်ပြောညံ့သောအလုဟုအရင်ကတွေးခဲ့မိလေသည်မမရရယခုအသက်38နှစ်ထိမေတ္တမငိုခဲ့သည်မှာအတော်ကြာပေပြီသားငယ်ဆုံး၅လသားအရွယ်တွင် ဆုံးလာတော်မျက်ရည်မကြခဲ့ပေဒီတော့အမေကပဲနာကြီးစွာဟဲ့ကြောက်ရုံမှပေထုံမှကုမြူနင်းမရဲ့ ငါမင်းလေးကိုမတနာတော့ဘူးလားနင့်ကြောင့်တေးရတာအမိုက်မာရဲ့ဟုလူလိန်ကိုက စကားနှင်ထေလေသည်ဒီတော့မေးတက်သည်နှုတ်ခမ်းကွေးတယ်ဆိုရင်ပဲမဲ့၍ရီဝေသောမျက်လုံးအစုံနှင့်အမေဖြစ်သူအား၎င်းတားဤယုံလောင်းကို၎င်းငေးကြောင်ခါကြည်နေမိခဲ့သည်အမေပြောသလိုပဲမိမိစိတ်ထုံပေပေနိုင်ခဲ့သည်မှာအတော်ကြပြီဖြစ်သည်သို့တော်ယခုမူကားဤအမာခံစိတ်ဓာတ်တို့သည်အဘယ်သို့လွင့်စင်ပြေးနေသနည်းစင်စစ်ကိုထိန်ဝင်းပြောခဲ့တဲ့ကဲ့သို့ပင် မိမိတို့နှလုံးသားသည်သွေးသားနှင့်တိဆောက်ထားသောအဆိုင်ခဲပြီတကားချစ်ရွှင်တနာဟုသောခံစားမှုများကိုအဘယ်လူသားလွန်ဆန်ဝင့်ပါမည်နီတို့ကြောင့်တကွာချစ်သူကြွေကွင်းမှုလဲတယူတတသောကပြပါမြင်းစွာနှိမ့်ဆက်ညင်းတဲ့တကောင်နှလုံးတော်ထရဲ့သဲခေါင်တုံရိုက်ဖူးကျင်တိုက်သူလှိုင်းလှိုင်းလဲလဲမျက်ရည်ရွှဲနှင့်ဝမ်းကွဲထန်လောင်းတပြောင်းပြောင်းသည်ဟုဆိုရိုးရှိခဲ့သည် မဟုတ်ပါလော ခန်းလေးနီလီလွင်စိမ်းမန်းမွင်းတို့သည်တိမ်အောင်စုံနောက်ခန်းလေးရဲ့ပွင့်နေကြသည်မှာလှလဲလှပလွမ်းလဲလွမ်းဆိုဖွယ်ရာကောင်းသောတဘာဝပကြီးကားချမ်းနှင့်သာတူတော်သည်စိမ်းများများမြခင်မြင်မောဝဲငူရွှေဝါဝါခရမ်းများပြင်းမာပန်းနှင့်စိမ်းမန်းနီနီတို့သည်လွင်လွင်ကျင်းလျက်ပန်းမှုရာခင်းနေသည်ညနေလေးညင်းအေးသည်ညင်းသားစွာတိုက်ခတ်လာသည်ဗမင်တန်ကစားထားသောလေဝင်းဤတစ်ခုလုံးမှာချွေးများရွှဲနေနေသည် စပိုးရှာအစိမ့်နုနုမောင်းမီအဖြူရှင်နှင့်သူလေးဤကျော်ရှင်သောကိုလုံးလေးမှာများစွာတင့်တယ်လေသည်ပက်တန်ကိုပခုံးထက်တွင်ထန်းလျက်ရွက်ဖြူဖနက်ကိုအသားမချုခါဧကန်းကိုဖြတ်ကျော်ပြီးစာကြည့်ကန်းထဲသို့ဝင်လာခဲ့သည်စာကြည့်ကန်းထဲမှတစုံတူဤစာရွက်များတစ်ဖြက်ဖြက်လှန်လွန်တန်ကိုကြားနေရသဖြင့်လေဝင်းဤတချင်းတန်သည်ဘုံကနေတိတ်သွားလေသည်ခန္ဓာဒေသတော်စာကြည့်ကန်းကစာအုပ်ဗီဒီယိုများနှင့်ပြည့်နှက်နေသည့်စာအုပ်တွေမှာမျိုးပေါင်းစုံဗီဒီယိုတန်း၌ပြည့်နေပြန်သည် လင်ဝင်းသည်စားအုပ်စဉ်တစ်ခုရှိတွင်ရှိသောလူရွယ်တယောက်၏နောက်ကျောကိုတွေ့မြင်လာရသဖြင့်မျက်မှောင်ကျုံလိုက်မိသည်။ကျမ်းမြင်ချို့တွင်စားအုပ်တွေပြန်ကျင်းနေသည့်ပြင်ယခင်ကတည်တည်တတ်တတ်စီထားခဲ့သောစားအုပ်များကစင်ပေါ်တွင်ဖြူဖျက်နှင့်ပွားနေသည်။ထိုလူရွယ်ကစားအုပ်တို့ကိုတဲတဲမဲမဲဖတ်ကြည့်နေသည်။ဘေးပတ်ဝန်းကျင်ကိုအမှုထားမိဟန်မတူ။လင်ဝင်းသည်အတော်ပင် စိတ်ဆိုး၍သွားမိနေသည်။နှုတ်ခမ်းများတင်းနေစေက အနောက်မှဒီမဲဒီမဲခေါ်တော်လဲလူရွယ်ကလှုပ်တောင်မလှုပ်။ ်စာအုပ်ကိုသာစိုက်ကြည့်နေသည်ဒီမဲရှင်ကျမခေါ်တာမကြားဘူးလားလူရွယ်ကားမလို့အိုးဘယ်နဲ့လဲကျမစာအုပ်တွေကိုဖွာထားတာကြည့်ပါဦးဖေဖေစာအုပ်တွေကိုတည်တည်တတ်တတ်စီထားတာကိုတခါတည်းတအုပ်စီဆွဲကြည့်တာမဟုတ်ဘူးရှင်ဘသူလဲဒီမာဒီမာမကြားဘူးလားရှင်လူရွယ်သည်အိမ်တွေမပြတ်နောက်သို့အသာလှည့်ကြည့်လိုက်သည်သူ၏ထူထဲသောမျက်မှန်အောက်မှစူးရှားတောက်ပြောင်နေသောမျက်လုံးအစုံကိုတွေ့မြင်ရလေသည်။သူ၏အဝေးများကပင်ဤတပတ်နွမ်းပိတ်ဖြူရှက် အကွက်စိတ်စိတ်ချီလုံးကြီးနှင့်နုံနဲ့သော အစဉ်ပြင်ကိုသာတွေ့မြင်ရလေသည်လူရွယ်သည်လှည့်ကြည့်ပြီးမှတဖန်ဆောက်ကိုပြန်၍စိုက်ကြည့်နေပြန်သည်ရှင်ဘလိုလူလဲကျမပြောနေတာကိုနားမကြဘူးလားလေဝင်းသည်စိတ်မရှိတော့သလို ထိုသူ၏ပခုံးကိုဗတ်တံဖျားနှင့်တအားဖိထိုးကអော်လိုက်သည်ခဏလေးခင်ဗျာကျွန်တော်အာယုံပြတ်သွားမှဆိုလို့အင်ပဒန်စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တော်ဘယ်ဗျာထိုသူသည်နောက်သူလှမ်းကြည့်ပဲလက်ကပြကတည်ငိမ်စွာပြောလိုက်နေသည် သူဤတန်သည်ခံရသည်အတန်ဩဇာကောင်းလျက်ကြည်လဲကြည်ပီလဲပီတာသည်တွင်ရဲသောလူဟန်နှင့်မလိုက်အောင်ပင်အတန်လှိုင်းမှကြီးမားလာသည်အတန်မှလုံလဲလုံသည်လေဝင်းဤစိတ်ဆိုးကားမပြေနိုင်သည်ကြည်ရင်လဲအသာဆွဲယူကြည့်ပါလားရှင်ဘာဖြစ်လို့စာအုပ်တွေကို ပြစ်စက်လက်ခတ်ဖွာထားရတာလဲပြီးတော့ခွန်မကြောင်းအောင်မကြောင်းနဲ့ရှင်သိမ့်ရိုင်းတဲ့လူပဲရိုင်းနေထိုသူသည်မျက်နှာနှင့်စာအုပ်ကိုမခွာဘဲလေဝင်းစကားကိုပဲ့တင်ထားလိုက်သည်ဟုတ်တယ်ရိုင်းနေ လေဝင်းသည်ထိုသူနှင့်မျက်နှာချင်းဆိုင်ရက်ရက်လျက်သားနေပြီးဖွာရာရာနှင့်မတင်မတတ်ဖြစ်နေသောထိုလူကြီးသဘင်ကိုငေးကြည့်ကာခက်ဆက်ဆက်လေးပြောလိုက်မိသည်ရိုင်းနေဆိုတာဘာကိုပြောတာလဲတော်တော်ကွာပြောတဲ့လူပဲရိုင်းနေဆိုတာမြင်ကြည့်တာကိုပြောတာကဲတိပလားထိုသူကပြုံးနေသည်သို့တော်လဲစာအုပ်ကိုကကြည်မြဲပင်သည်ရှင်ဘာပြုံးတာလဲကျမကိုလှောင်တာလားမလှောင်ပါဘူးဗျာကျွန်တော်စဉ်းစားမိလို့ပါပါလဲ ကဲဝင်းကရန်ဆွေငုံငုံနှင့်ပြောလိုက်မိသေးသည်ဒီမှာဘသူများရိုင်းနေတဲ့ဆိုတာစဉ်းစားမိလို့ပါလူတစ်ဖက်သားကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့လူဟာရိုင်းတဲ့လူပဲမဟုတ်လားခမညာကျွန်တော်ကိုအနှောက်အယှက်ပေးနေပြီအလိုရှင်ကငဖေကပြောင်းမြန်ပြောအောင်မလို့လားရှင်ရှင်ဟာလေရုပ်ကလေးနဲ့မလိုက်အောင်ဒေါသမထွက်ပါနဲ့လေကျွန်တော်ကခမညာရဲ့ရန်သူမဟုတ်ပါဘူးလေဝင်းကထိုလ်လူထူးထူးဆန်းအားပါဇက်ဟငေးကတွေ့ဝေစဲတွင် အဲလေကျွန်တော်အနေနဲ့ခမားကိုအနှောက်ရှက်ပြူမိရယ်ဆိုရင်တောင်းပန်ပါလေကျွန်တော်ဘက်ကခမားကိုရိုင်းမိတယ်လို့ဖြစ်သွားတယ်ခမားဘက်ကကျွန်တော်ကိုရိုင်းနေဆိုတာလဲဝန်ခံပေါ့ဗျာအမဲဘာလို့ဝန်ခံရမှာလဲကျမကရှင့်ကိုဘာများရိုင်းပြလို့လဲရှိပါစီလေမိမဆိုတာဝန်ခံမှုအလွန်ဝင်လေးတဲ့တတော်ပါပဲနေစမ်းမအောင်ရှင့်ရှင်ဘသူအခွင့်နဲ့ကျမဖီဖီရဲ့စာကြည့်ကန်းကိုဝင်းမွေတာလဲလေဝင်းကအောင်နိုင်သောစစ်သူကြီးလေးတန်းမျိုးနဲ့မေးလိုက်သည်ဆရာကတော်ဒေါ်မီသက်စီကခွင့်ရပါတယ် စာအုပ်တွေဖြိုးပြဲလုပ်ထားတာကိုဗာပြောမလဲပြီးတော့ကျွန်တော်ပြန်စီပေးမှာပေါ့ဗျာစာအုပ်တွေဖတ်ချင်တာများပြီးအမောတကောဆွဲဆွဲပြီးကြည့်မိလို့ဒီလိုဖြစ်သွားရတယ်လူတွေမှာလောဘမျိုးမျိုးရှိတယ်မဟုတ်လားဗျငွေလောဘဂုံလောဘကျွန်တော်တတ်မှတ်တာကတော့စာအုပ်လောဘစာအုပ်လောဘဟုတ်တယ်ဒီစာအုပ်တွေအားလုံးကိုအငမ်းမရဖတ်ချင်လာတယ်ခုကျွန်တော်ဖတ်နေတဲ့ economic analysis အောက်ဟာတိတ်အဖို့တန်တာပဲမြန်မာလူတော့ဘောဂဗေဒစစ်တမ်းပေါ့ဗျာ ကနဲ့ဘိုးဒင်းရေးထားတာအဲ့ဒါကတော့ခဏယူသွားခွင့်ပြုပါဗျာဆရာကတော်စီကတော့အခွင့်ရပါပြီကျွန်တော်ဟာစာအုပ်ကိုချင့်မြတ်လို့တလို့ကိုယ်လဲကိုယ်ွယ်ခဲ့ပါတယ်ဗျအဲ့ဒါဖိဖိစာအုပ်တွေဖိဖိယာသူ့စာအုပ်တွေကိုတိတ်ယူသေးတာရှင့်ဒါကြောင့်ကျမကဒီစာကြည့်ကန်းကိုတာဝန်ယူပြီးရှင်းနေရတာပဲစာအုပ်တွေကို ဖုံမတင်စေရဘူးမှုစော်ပိုးဟက်ချေစော်မနှံစေရဘူးဖိဖိစာအုပ်တွေကအမြဲပြုံးနဲ့သိနေတာပဲလယ်ဝင်းဒီခန်းငင်းငေးပြောနေသည် ပြီးတော့ဆရာဟာစာအုပ်တွေကိုအလှပြအောင်နေမကဘူးဖတ်လဲအလွန်ဖတ်သူပဲဖတ်တလောက်မှန်လဲမှန်နိုင်တယ်ဆရာဟာတော်တော်ကိုကြီးညိုလေးစားဖို့ကောင်းတဲ့လူတစ်ယောက်ပါပဲဖေဖေနဲ့ကပ်ပေါင်းတဲ့လူတိုင်းဟာဖေဖေကိုဘယ်သူမှမလေးစားပဲမနေနိုင်ပါဘူးလယ်ဝင်းဒီသူ့ဖေဖေအကြောင်းပြောရင်းပင်မျိုးလုံးများမှရည်ဝေလာလေသည်လူရွယ်သည်ဘောဂဗေဒစစ်တန်းစာအုပ်ထူကြီးကိုလက်ကြားညှက်ကင်လျက်စာအုပ်စင်မှကရထိုင်းရှိရာသို့လျှောက်လာကထိုင်ချရင်းခမည်းဟာဆရာရဲ့သမီးကြီးမဟုတ်လား မမီကဘလို့ခေါ်တယ်လဲ။အော်ရိုင်းနေလို့လည်းမထင်ပါနဲ့နော်။လေဝင်းလေဝင်းကတံပြက်နှစ်ဖြည်သည်။အော်လေဝင်းနဲ့လားတော်တော်ချစ်ဖို့ကောင်းတဲ့နမ်မီပဲ။လူကလည်းချစ်ဖို့ကောင်းတာပဲလေ။ဒါတူတော်ထူသူကမဖြုံဟန်ရှိသည်။နမ်မီချစ်စရာကောင်းသလားလူလည်းချစ်စရာကောင်းတယ်လို့ပြောတာပါဟုအေးဆေးစွာပြောလိုက်သည်။လေဝင်းသည်လူကွာစာဟုဝန်းထဲကရေရွရင်းမျက်စောင်းထိုးလိုက်လေသည်ဆ iam မှာတားတယောက်ရှိသေးတယ်မဟုတ်လား ရှိတယ်နာမည်သိချင်သေးရင်တော့အောင်ကျော်ဝင်းနဲ့လေဝင်းကအရွက်တိုက်ပြောလိုက်လေသည် အောင်ကျော်ဝင်းဆိုတာကတော့ဇက်ဟန်ပါသွားတယ်ထိုသူကအမှုမထားဟန်နဲ့ပြောလိုက်လေသည်ပြီးနောက်ထိုင်ရမတဖန်ထကဖီဦးဖျဲဖြစ်နေသောစာအုပ်များကိုစီကဗီဒီယိုတွင်ပြန်၍နေသားတကြားဖြစ်အောင်ထပ်နေသည်လေဝင်းသည်ထိုသူအားအကဲခံငေးကြည့်နေရမှစာအုပ်တွေကျမစီထားတဲ့အတိုင်းပြန်စီနော်စိတ်ချပါနေရာလွဲမှနေခမည်းပြောပေါ်ဗျာဒါထက်ခမည်းအသက်ဘယ်လောက်ရှိပြီလဲ မစီမဆိုင်ကြားဖြတ်မိလိုက်လေသည်ထိုသူသည်သူပြောချင်ရာများကိုဘာမဆိုစွပြောတတ်ဟန်တူသောဒူစားဖြစ်လေသည်ကျမတက်ကိုဘာလို့ပုံမိတာလဲအော်ဆရာဦးထိန်ဝင်းမှာဒီလောက်ကြီးကြီးမားမားအသာသမီးရှိတယ်လို့မထင်ခဲ့မိလို့ပါကျမအသက်16နှစ်ရှိပြီ16နှစ်ဆိုတော့အပုံကြီးငယ်သေးတာပဲကျွန်တော်ထက်9နှစ်တောင်ငယ်တယ်ကျွန်တော်က25နှစ်ဒါပေမဲ့အသက်ကအေးမကြီးပါဘူးလေအသက်လိုက်ညံအောင်နောက်ကဖွံ့ဖြိုးရင်းတန်းမှုအကြီးကြီးတာ ခုခေတ်ကလေးတွေဟာလူကောင်နဲ့အသက်ကြီးထွားသလောက်စိတ်သက်ကမဖွင့်ဖြိုးဘူးဆရာဦးထိန်ဝင်းဟာ16နှစ်သားလောက်ခလေးကကာမက်စ်ရဲ့အရင်အရင်ကျန်းတို့အနုပတိလောမရုပ်ဝါဒတို့ကိုစဖတ်နေပြီဟုတ်တယ်ဖေဖေဟာစာကိုတော်တော်ဖတ်နိုင်တဲ့လူတစ်ယောက်ပဲလေဝင်းဒီသူ့အဖေเจ้าကိုပြောရမည်ဆိုရင်မျက်လုံးများတောက်ပ၍လာလေးရှိသည် ထိုသူကဆက်၍ဖတ်သမအစာမျိုးစုံဖတ်တာပီတာဟူဂိုရဲ့ဒုက္ခပေါင်းမက်တွိုင်းရဲ့နတ်ဘုံနဲ့ငရဲ့ ဒစ်ကင်းရဲ့ဝိထုတွေတော်စတိုင်းသောမတ်ဟာဒီရဲ့ဝိထုတွေကိုအတော်များများလဲအသက်20မကျော်ခင်ကလေးကဖတ်ဖူးခဲ့တယ်ခုဒီဒီစာတွေကိုကိုးကားနိုင်တော့မယ်ဒါပေမဲ့ဟိုတုန်းကဆရာရွယ်ခုခေတ်လူငယ်တွေကတော့အတိတ်ပဲမရှိလမ်းတလားနေတယ်သူတို့ရှာဖွေဖတ်နေတဲ့စာအုပ်တွေကလိန်စာအုပ်နဲ့စိတ်ကူးရင်အချစ်ဝိထုတွေပဲဖေဖေကကျမတို့မောင်နှမကိုတောင်စာဖတ်ဖို့အမြဲနှိုးဆော်တယ်ခုကျမဖတ်ဖို့တဲ့ဖေဖေရွေးသွားပေးတဲ့စာအုပ်တွေမနည်းဘူးရဲဘော်၃ကျိတ် ။တခင်ထွန်းအုံရဲ့ကျွန်ုပ်ဤစွန်စားခံ၊မစ္စတာမောင်မိုင်းရဲ့ဒေါင်းဒီကာ၊မိလိန်ဒ၊ပီပလိုက်၊ရှောက်ထုံ၊မော်ရစ်ကောလင်းရဲ့ဆန္ဒမာလာ၊ကောလင်းရဲ့တွေ့ကြုံများဒေါ်မာပြန်ထတာတွေလေ။အိုးအများကြီးပါပဲ။ကျမစရင်နဲ့ကိုယူထားရတယ်။ဖတ်ကောဖတ်ရဲ့လား။ကျမကိုဘာများအောင်းမိနေတယ်လဲ။ဖတ်တာပေါ့ရှင့်။ဒီနွေမှာကျမစာအုပ်16အုပ်တောင်ပြီးတယ်။ကျွန်တော်ကစည်တနာနဲ့ပြောတာပါ။ ဆရာဟာသူ့သားသမီးကိုတိတ်တော်စေချင်တာเจ้าမြညာသာမဟုတ်ဘူးဗျသူ့ကလေးတွေကို all round deployment အဖက်ဖက်ကပြည်စုံတိုးတဲ့ဖွံ့ဖြိုးမှုရှိရမယ်ဗျညာနာကာယမိတ်တစိတ်ဓာတ်အားလုံးရင့်သန်စေရမယ်ကျွန်တော်စိတ်ထဲမှာတော့ဆရာသားသမီးတွေကိုဆရာလိုတော်စေချင်တာပါပဲကျမကလည်းတော်အောင်ကြိုးစားနေတာပါပဲမိနစ်နာရီရွေတိုင်းရွေတိုင်းအလဟသက်အချိန်မကုန်စေရဘူးလို့ဖီဖီကမှာသွားတယ်ရုပ်စွာအောင် ရုပ်ရှင်ပြောပွဲကြည့်တာတောင်း အပျော်သဘောထက်ပညာမျက်စိနဲ့ကြည့်ရမတဲ့ကျွန်မလည်းဖိဖိပုံစံတိုင်းလိုက်နိုင်ဖို့ကိုအထူးသတိထားတယ်ဒီလိုကြားရတာဝမ်းသာပါတယ်ဗျာခမမမီကိုယ်တိုင်ကလည်းအတော်အရေးချင်းပြည့်စုံတဲ့မိန်းမပါပဲသူ့မှာတာမန်မိန်းမတွေထက်တာလွန်နဲ့အစွမ်းတက်သည့်တွေရှိတယ်လို့ဆရာက ပြောမှုတယ်ဟုတ်ကဲ့ရှင်မိမီဟာဂျပန်တော်လှန်ရေးတုန်းကတနက်ကန်တိုက်ခဲ့တာတဲ့ပြီးတော့ဖိဖိနဲ့အတူအင်ဂျင်မြိုင်ပုံနှိပ်တဲ့လုပ်ငန်းကိုဦးစီးပြီးလှုပ်လာခဲ့တာတဲ့ အာယုံသတင်းစာကုထတိထွက်နိုင်နေတာလဲကျမရဲ့မိမိကြောင့်ပဲဟုတ်ပါတယ်ဆရာကတော်ဟာခုရိယောက်ျားကြီးတယောက်လိုမာမမမတ်နဲ့ဦးဆောင်နေလို့အာယုံသတင်းစာဟာအသက်ရှင်နေတာပါဗျာဒါထက်လည်းဝင် ဒီမှာကြည့်ပါအောင်ကျွန်တော်စီထားတဲ့စာအုပ်တွေ ကောင်းရဲ့လားလို့ကောင်းပါတယ်ကြည်ကိုကြည်နဲ့ရဲ့လားကြည်နဲ့ပါတယ်လေဝင်းစကားဆုံးနေဆုံးချင်းပြုံးစိုးထိုးသူသည်လေဝင်းပါမှထွက်ခွာသွားလေသည် ထိုးသူမှာဘာမပြောညာမပြောနှင့်စာကြည့်ကန်းထဲမှထွက်ခွာသွားကာ တခါတည်းပြန်သွားဟန်တူသည်လေဝင်းအားလောကုပ်ပြူငှားနှုတ်ဆက်ခြင်းမပြုဘဲထွက်သွားခြင်းဖြစ်သည်။အိုးဘလို့လူပါလဲ။လေဝင်းသည်တိတ်တဆိတ်ညင်ညူ၍ကြံရိတ်ခဲ့လေသည်။အခန်းကညာချင်းရောက်သည့်တိုင်းအောင်လေဝင်းသည် ထိုလူထုလူဆန်းအကြောင်းကိုတွေးနေမိသည်။ထိုလူနှင့်အတန်းကြာအောင်စကားစကားဖောင်းဖွဲ့ပြောလိုက်မိတော့လဲထိုသူကိုဘသူပဲဝါမန်းမသိလိုက်ရပေ။ သူသည်လယ်ဝန်း၏အဖေဦးထိန်ဝင်းအားဆရာဟုတရိုတသေးခေါ်ပြီးမိမိကိုလည်းဆရာကတော်ဟုခေါ်သည်ဖေဖေနှင့်မိမိကိုအတော်ကြည်ညိုလေးစားဟန်ရှိသည်ထို့နောက်အဖေမင်းနှင့်ပတ်သက်ပြီးသူတို့သားသမီးတွေကိုပင်အတော်စိတ်ဝင်စားဟန်ပြသည်သူ၏အစဉ်ပြင်ကတာနာသောစာကြည့်ခန်းနှင့်မလိုက်အောင်ပင်နှုတ်လေသည်ဟောင်းနှံနေသောပင်ဤတိုက်ပုံအင်းကြီးခြီလုံးကြီးနှင့်သူ၏ရုပ်ရည်ကတော့တနာကမာအရက်ငါးပေခွန်းလက်မခန့်မနှိမ့်မမြင့်ကွယ်လွဲသောကိုဟန်ရှိသည် သို့သော ခိုင်မာသောလေတိုင်းကြေပြန်သောပခုံးကားယောက်ျားတို့၏ဥပဒေရုပ်ပြီးသားသည် အသားအနှဲငယ်ညူတရားရှိတော်လဲသူ၏အသားမှာကြည်လင်ဝင်းပါသည် ကျမ်းမာတန့်စင်ရန်ရှိသည်ကြေသောနှဖူးပါရကားကားသောနရွေများအထူးပင်ကြည်လင်၍စူးရှားတောက်ပြောင်သောမျက်လုံးများက သူ၏ထူးခြားသောရုပ်ရည်လက္ခဏာပင်သည် သူ၏မျက်လုံးတငယ်အိမ်လှုပ်ရှားမှုမှလှည့်မြန်၏သူ၏အကြည့်မှဖြက်လက်သည် မြင်မသောနှာတန်နှင့်မိမများလိုသဘာဝနီထွေးသောနှုတ်ခမ်းရှိသည်သူ၏အဝယ်များနှုံနှဲမိမ့်မိန်ကဘူကီစပီများမှလည်းဖျူဖျဲကောင်းမွန်စွာဖိထားဟန်မတူ သူနှင်းပင်ဤသားနာနေသော စာကြည့်ခန်းစာအုပ်စဉ်မှာဘူဒင်းရည်သောဘောဂဗိဒစစ်တန်းစာအုပ်ထူကြီးကိုတသိမ်းမဲမဲဖတ်နေသည်စကားပြောတော့မပြော ပြောမိပြောတော့လဲရေပက်မုံအောင်ပြောတော့သည် သူ၏စကားများကိုနားထောင်ရသည်မှာတော်တော်ပင်ကန့်လန့်နိုင်သည်။ရိုင်းနေဆိုတာဘာကိုပြောတာလဲ။ ူဤခွာကြကြအမေလူတစ်ဖက်သားကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့လူဟာရိုင်းတဲ့လူပဲမဟုတ်လားခင်ဗျားကျွန်တော်ကိုအနှောက်အယှက်ပေးနေပြီထို့ပြင်ခင်ဗျားဘက်ကကျွန်တော်ကိုရိုင်းနေဆိုတာလဲဝန်ခံပေါ့ဗျာရှိပါစေလေမိမဆိုတာဝန်ခံမှုအလွန်ဝင်လေးတဲ့တရားပဲစာတော်သူဤထင်မိထီရစကလုံးများဩလဲဝင်းနေလားတော်တော်ချစ်ဖို့ကောင်းတဲ့နာမည်ပဲလူကလည်းချစ်ဖို့ကောင်းတာပဲလေဟူသောစကားတို့ကိုအမှတ်ရနိုင်မိသည် လူလဲချစ်ဖို့ကောင်းတာပဲလေဟူသောလူပြိုလူရွယ်ကဒစိမ့်မင်းကလေးကိုမပြောအပ်သည့်စကားကိုပင်လွယ်လွယ်ကူကူပြောချခဲ့လေသည်ပြီးတော့သူမျက်နှာထက်ကတည်တည်ပဲသူကဘာကူမှအမှုထားဟန်မတူပဲပတ်ဝန်းကျင်ကိုလည်းဂယုမဆိုင်ဘလို့လူစားပေနီသူပြောချင်ရာများကိုစွပြောခဲ့ပြီးသူ့ကိုယ်သူဘသူဘဝဆိုတာပင်ထုတ်ဖော်ပြောမသွားခဲ့ပေလေဝင်းကမေးဖို့တတိများသည့်တိုင်အောင်ကျွန်တော်ကဘသူဘဝပါဟုပြောဖို့တော့တင့်တီဟုထင်သည် ယခုတော့လယ်ဝင်းအားစကားပြောနေရမှကျွန်တော်ကိုပြန်ဝင်ပြူအောင်ပြာဟူသောနှုတ်ဆက်စကားကိုပင်ပြောသွားဟန်မရပဲပြုံးစိုးပြန်သွားခဲ့လေသည်လယ်ဝင်းသည် သူ့မိမိအားထိုလူဒူးလူဆန်းအကြောင်းကိုပြောပြရန်အခွင့်အရေးကိုသာစောင့်မျှော်နေသည်မိသက်ကမအားမိသက်မအားလက်နှင့်လယ်ဝင်းသည် အနာမကပ်ရဲ့ပေမိသက်သည်စပွဲငယ်တစ်ခုပေါ်တွင်ခေါင်းမဖော်ဘဲစာရင်းနေသည်ဒင်းစာကောင်းကြီးရေးနေရရှိလေသည်ညအမိရေးရသည့်အတွက်ဇက်တိုက်ရေးနေရသည် အောက်ထပ်တွင်ကားမောင်းသူကိုစံသည်တဝါဝါနှင့်တန်းရင်းစောင့်နေရှာသည်ခါတိုင်းတော့ဒီလောက်ကြောင်စောင့်ရလိမ့်မရှိမိသက်ကိုယ်တိုင်းတိုက်သူသွားရင်ရီးခဲ့သည်သာဖြစ်သည်လေဝင်းသည်သူ့မိမိမိသက်အားဆောင်ရင်းပင်စားဖက်နေရမှစားအုပ်ရင်ဘတ်ပေါ်တင်ပြီးတရှူးရှူးနှင့်အိမ်မောကြသွားတော်သည်ဟုတ်ကဲ့ပါရှင်အပိုင်း၁ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။